နမဲကြီးရုပ်ရှင်မင်းသားဆိုပေမဲ့တချင်းကိုကီးဝင်အောင်မဆိုးနိုင်ပေအလှပွဲဇက်ပွဲတွေမှာလိုက်ဆိုနေလို့လူပြောများနေတဲ့အောင်ရဲလင်း ပရိသတ်များလုံးမင်္ဂလာပါပရိသတ်တရဲ့အသေးစွဲမြမရုပ်ရှင်လောကရဲ့ထိတ်တန့်မင်းသားတို့ဖြစ်တဲ့အောင်ရလင်းကဒီအပိုင်းအတွင်းမှာတော့နေပွဲတစ်ခုမှချင်းတီဆိုဖျော်ဖြေခဲ့တဲ့ဗီဒီယိုဖိုင်ကြောင့်လူမှုကွန်ရက်ပေါ်မှာဝေဖန်သတင်းဆွညံနေပါတယ်အချောင်းကတော့သူ့ရဲ့အတန်ကတချင်းရဲ့ကီးနဲ့မကိုက်ညီဘူးအတန်ကြောင့်နေတယ်ဆိုတဲ့ကိစ္စပါရှင်ပရိသတ်တီတိကျတဲ့အတိုင်းပဲအောင်ရလင်းဆိုတာနဲ့ခံညာတဲ့ရုပ်ရည်ချစ်လက်တဲ့ကိုခန်းအောင်ကိုရီးယားမင်းသားတွေလိုဆွဲဆောင်မှုတွေနဲ့ပြည့်စုံတဲ့သူပေါ့အထူးသဖြင့်သူ့ရဲ့တရုပ်ဆောင်ကောင်းမှုတွေကြောင့်မင်္ဂလိပရိသတ်တီရဲ့အသေးစွဲဖြစ်နေစေပါ ပေမဲ့ဒီလိုရုပ်ရည်ပိုင်းမှာပြည်စုံနေသူတယောက်ကတချင်းဆိုတဲ့အခါမှာတော့ကီးမဝင်တာအတန်းချောင်းနေတာရီနဲ့ပတ်သက်ပြီးဝေဖန်ခံနေရတာဖြစ်ပါတယ်။ဒီလိုဝေဖန်မှုတွေပေါ်ပေါက်လာတာကလည်းမကြသေးခင်ကမှလူရှင်တော်စူပါဘေရိုတို့ရဲ့ဇက်အဖွဲ့နဲ့အတူအလူပွဲတစ်ခုမှာတောင်းရောက်ဖျော်ဖြေခဲ့တဲ့ဗီဒီယိုဖိုင်ကြောင့်မှရှိန်တကယ်တော့ဒီဘက်ခင်မှာရုပ်ရှင်မင်းသားမင်းသမီးတွေကတရုတ်ဆောင်တာအပြင်တချင်းဆိုချင်းကချင်းတွေကိုပါကျွမ်းကျင်ဖို့လိုအပ်နေပါပြီ။အလို့မှလည်းနေပွဲရှိုးပွဲတွေကနေငွေကြေးရရှိနိုင်မှာဖြစ်လို့ပါ အရင်ကတချင်းသိမ့်မစော်ခဲ့တဲ့မင်းသားအေးချမ်းမောင်တောင်အခုဆိုရင်တချင်းဆိုတာတွေအကောင့်လေးကျင်တာတွေကိုလုံနေပြီဆိုတော့ဒီအချက်ကလည်းမှတ်မနိုင်ပါဘူးရှင်အေးချမ်းမောင်ရဲ့တချင်းဆိုတာကိုဝေဖန်နေကြပေမဲ့သူ့ရဲ့အမကပြဿနာတွေကတော့ပြန်လဲကောက်ွယ်ပေးနေကြတာကိုတွေ့ရပါတယ်အောင်ရင်လေးဟာတချင်းဆိုတာကိုအဓိကလောက်တာမဟုတ်ဘူးသူက KTV တောင်မသွားဘူးတဲ့ယူသားတဲ့သူမို့ကီးမဝင်တာသိမ့်မစမ်းပါဘူးဆိုပြီးတော့လေသူ့ဘက်ကလည်းရက်တီပြောဆိုပေးနေကြတာပါဘလို့ပဲဝေဖန်မှုတွေရှိနေပါစေအောင်ရင်လေးရဲ့ရုပ်ရည်ကြောင့်ပြဿနာတွေကသူ့ကိုချစ်နေကြဆဲပါ ဒီလိုအလို့ဘဲမာတော်သူ့ရဲ့ချောမမှုကြောင့်တိမ်မောင်းများစွာဆုချင်းမြင့်ခံခဲ့ရတယ်လို့သိရပါတယ်။ဒီလိုမျိုးတီဆိုတာမကောင်းမင်ပဲပရိသတ်တွေဝိုင်းဝိုင်းလဲပြီးငွေကြေးအမြောက်များရရှိနေတာကတော့သူ့ရဲ့အောင်မြင်မှုကိုပြသနေတာပါပဲ။ဒါပေမဲ့တချို့သောပရိသတ်တွေကတော့အောင်ရင်လည်းအတွက်ဆေးမကောင်းဖြစ်နေကြပြန်တာပေါ့။သူတစ်ဖြင့်သူ့လိုထိတ်တန့်စီနီယာမင်းသားတယောက်ကအခုနောက်ပိုင်းရုပ်ရှင်ဇာတ်ကားကြီးတွေကိုမရိုက်ရတော့ဘဲဒီလိုမျိုးအလှပွဲဇက်ပွဲတွေမှာလိုက်လံဖျော်ဖြေနေရတာကအစဉ်အတန်းကြဆင်းသွားသလိုခံစားရရလို့ဆိုကြပါတယ်။ သူနောက်မှအောင်မြင်လာတဲ့အေးချမ်းမောင် နေဝင်းတို့လိုမင်းသားငယ်တွေကရုပ်ရှင်ဇာတ်ကားကြီးတွေဇက်တိုက်ရိုက်နေရတဲ့အချိန်အကယ်ဒမီစုတွေကပါရရှိနေတဲ့အချိန်မှာစီနီယာတယောက်ဖြစ်တဲ့အောင်ရလင်းကရုပ်ရှင်ဇာတ်ကားကြီးတွေလက်ခံမရိုက်ကိုရတော့ပဲပွဲတွေလိုက်နေရတာကိုမြင်တွေ့ရတဲ့အခါသူ့ရဲ့ဖန်တွေကလည်းစိတ်မကောင်းဖြစ်ကြတာတဘာဝပါပဲ ဒါပေမဲ့တဖက်ကအမြင်ရှိသူတွေကတော့အောင်ရင်လင်းကသုံးမကုံအောင်ပိုင်ဆိုင်တဲ့တထေးသားတဦးဖြစ်ပြီးအခုလိုအလှပွဲလိုက်တာကပြင်းလို့လိုက်တာဖြစ်မယ်လို့လည်းသုံးသပ်နေကြတာကိုတွေ့ရပါတယ်။ဒီဗီဒီယိုကိုကြည့်နေတဲ့ပရိသတ်တို့အနေနဲ့ရောမင်းသားအောင်ရင်လင်းရဲ့တချင်းတိဆိုဖျော်ဖြေမှုနဲ့ပတ်သက်ပြီးဘလို့ထင်မြင်ယူဆချက်တွေရှိပါသလဲ။သူအခုလိုပွဲတွေလိုက်ပြီးဖျော်ဖြေနေတာကအစင်အတန်းကြောက်စင်တာလား။ဒါမှမဟုတ်ပရိသတ်နဲ့ရင်းနှီးနှီးနေခြင်းတဲ့သဘောလားဆိုတာပရိသတ်တို့ရဲ့ထင်မြင်ချက်တွေကိုလည်းခေါမမှဝေရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင်။အစုံနဲ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။ င်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျွန်တော်ရဲ့ channel ကို like and subscribe လေးလုပ်ပေးခဲ့ပါအောင်နော် Facebook account ကိုလည်း follow လုပ်ပြီးတော့ဆက်လက်ပြီးတင်ဆက်ပေးသွားမယ့်သတင်းတွေအတွက် စောင့်မျှော်အားပေးကြပါအောင်ရှင်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ